တကယ်လို့လားဒီရှောမိုယဟူဒာကမေရှိယတကယ်เนาะသူ့ကိုသူဒီလိုကြောင်ညာမယ်ဆိုရင်တော့ဂျူးလူမျိုးတော်တော်များများကယုံကြည်မဲ့အနေသားမှာရှိနေပါတယ်ကိုရီးယားအတိုင်းဝိုင်းမှာကြတော့သူ့ကိုဒါအန်တီခရစ်အနေနဲ့မြင်ကြပြီးတော့မှတကယ်လဲနောက်လာမဲ့အန်တီခရစ်ကလောကမှာရှိနေရှိနေပြီပေါ့เนาะအခုတူဖြစ်တယ်ဆိုပြီးတော့မှတော်တော်များများသူ့ကိုဒါအန်တီခရစ်6တုံးလုံးလေပဲတတ်ပြီးတော့မှပြောနေကြတွေ့ရပါတယ် တကယ်လို့ဒါဒီလူကအန်တီခရစ်ဖြစ်ခဲ့မယ်ဆိုရင်ကျွန်တော်တို့ဒါဒီလူကနော်ကမ္ဘာ stage ပေါ်မှာနော်နိုင်ငံတကယ်ကမ္ဘာအာဒီမျက်နှာစာပေါ်မှာသူခေါင်းဆောင်တယောက်အနေနဲ့မပေါ်လာခင်မှာကျွန်တော်ခြေဆောင်ခြင်းအရင်ဖြစ်ပေါ်လာမှာဖြစ်ပါတယ်ဒါကြောင့်ဒီလူကတကယ်လို့6-3လုံးအန်တီခရစ်ဖြစ်ခဲ့မယ်ဆိုရင်ကျွန်တော်ယုံကြည်သူခရိယန်တော်တော်များများဒီဒီနေ့ပြင်ဆင်ဖို့လိုပါတယ်အဲ့လိုဖြစ်လာမယ်ဒါဒီလူကလုံးဝအန်တီခရစ်ဖြစ်တယ်ဆိုတာကိုတော့ကျွန်တော်မပြောလို့ပါဘူး ဒါဘယ်သူမှလည်းဒါတအားပြောလို့မရပါဘူး။နောက်ပြီးတော့ဒါပေမဲ့ဒါအာတစ်ဖက်မှာလည်းစင်ချင်စရာကဒီလိုပေါ်ထွက်နေပြီဆိုတဲ့ဟာကိုကျွန်တော်အားလုံးအတိလင်းเนาะတွေ့မြင်နေရတာဖြစ်ပါတယ်။အဲ့တော့ဒီရှရမောယဟူဒာကသူအာအစ္စရေးလရဲ့ကလန်ဒါထဲမှာဆိုရင်9948ခုနှစ်မှာပွားပြီးတော့မှဒါကျွန်တော်ဒါ American calendar နဲ့ဆိုရင်တော့ ဒါအနောက်နိုင်ငံတွေရဲ့ကယ်လန်ဒါပေါ့နော်ဒီအဲ AD ခုနှစ်နဲ့ဆိုရင်တော့1988မှာမွေးတာဖြစ်ပါတယ်ငယ်ရွယ်စဉ်ခါမှာဗမာကြီးအဲမွေးပြီးတော့ကြီးလာလဲဆိုတော့စပိန်နိုင်ငံအဂီရိုနာဆိုတဲ့မြို့ငယ်လေးမှာမွေးလာပါတယ်သူ့ရဲ့နာမည်ကသူ့အဖိုးနှစ်ယောက်ရဲ့နာမည်ကိုပေါင်းပြီးတော့ပေးထားပါတယ်တယောက်ကတော့ရှရမွန်ပေါ့တယောက်ကယဟူဒာဒါကြောင့်မို့ရှရမွန်ယဟူဒာဘယ်ရီဆိုမှပေးထားပါတယ်အဲသူချတာက အဖိုးတွေကလည်းပဲတကယ်ရာဘီဂျူးအတိုင်းဝိုင်းကဖြစ်ပါတယ်။ဆိုတော့ကျန်တာပုတ်ကိုပေါ့နော်ဒီအတိုင်းဝိုင်းကဆင်းတက်လာတယ်။ဒါပေမဲ့အဲ့ဒီထက်ပုံထူးခြားတာကသူကဒါဝိတ်အမျိုးနဲ့ဖြစ်ပါတယ်။နော်ဆုံးပါသွားတဲ့ရာဘီဆရာကြီးနော်အာကနေဗက်စကီဆိုတဲ့ဒီရာဘီဆရာကြီးကသူပရော့ဖက်ပြုတ်ခဲ့တဲ့အကြောင်းအရာနှစ်ချက်ရှိပါတယ်။ပထမက မေရှိယပေါ်လာမယ်ပေါ့နော်ဒါမေရှိယကိုသူတွေ့နေပြီဆိုတာဒုတိယအချက်ကဘာလဲဆိုတော့အေဘန်ဂျာမင်နာတန်ယာဟုပေါ့ဒါအစ္စရေးရဲ့ Prime Minister ဘန်ဂျာမင်နာတန်ယာဟုကဒါအစ္စရေးတမိုင်းထဲမှာ နောက်ဆုံးသောကာလရဲ့နောက်ဆုံးသောဝန်ကြီးချုပ် Prime Minister ဖြစ်ဖြစ်လိမ့်မယ်ဆိုပြီးတော့သူဒီလိုပေါ့ပေါ့နော်ဟောဂိထုတ်ခဲ့ပါတယ်အဲ့ဒါကိုရာဘိဆရာတော်တော်များများလည်းယုံကြည်ကြပါတယ်အဲ့တော့ဘန်ဂျာမင်နာတန်ယာဟု ကနောက်ဆုံး Prime Minister ဖြစ်သွားပြီးတော့မှသူ့နောက်မှာပေါ်လာသူသူ့ရဲ့တက်တမ်းပြီးသွားတဲ့အခါမှာနော် Israel နိုင်ငံမှာမေရှိယပေါ်လာမယ်တဲ့အခုပြောနေတဲ့ဒီ Shlomo Yahuda ကလည်းပဲဒါယူဒအမျိုးနွယ်ကဖြစ်ပါတယ်ဒါကြောင့်မို့သူ့ရဲ့နာမည်က Jehoiahu Ben David လို့ခေါ်ပါတယ်ဆိုတော့ David ဆိုတဲ့ဒီနော်ဒီ David နာမည်ကလည်းအရန်ထူးခြားတယ်ပထမ ဣသရေလရှင်ဘုရင်ရှောလမုန်ပြီးတဲ့အခါမှာသူတို့ရဲ့အကြီးမြတ်ဆုံးသောရှင်ဘုရင်နော်ဒါဝိမင်းကြီးပေါ်လာတယ်။သူ့ရဲ့နာမည်နော်ဒေးဗစ်ပေါ့နော်။ဒါကဒေးဗစ်ပထမဆုံးသူတို့ကိုကယ်တင်တဲ့နော်ရှင်ဘုရင်ဖြစ်တယ်။ဂေါလိယယံတူကြီးကနဲ့နော်သူတို့ကိုကယ်တင်တဲ့အာဘုရင်မင်းမြတ်ကြီးဖြစ်ပါတယ်။ဒါယံတူကနဲ့သူတို့ကိုနော်ကယ်တင်တဲ့နာမည်ပေါ့ဒေးဗစ်။ဒုတိယဒေးဗစ်ကပါလဲဆိုတော့ဣသရေလနိုင်ငံရဲ့ဒီ1948မှာ ဒါကဘာပေါ်မှာအစ္စရေးနိုင်ငံစတင်ဖြစ်ပေါ်ပြီးတော့မှနိုင်ငံတီးတန့်နော်လုံးဝ independent ဖြစ်သွားပါပြီဆိုပြီးတော့နိုင်ငံကိုကြော်ညာတဲ့အခါမှာသူတို့ရဲ့ပထမဆုံး prime minister လည်းပဲနော် David ဖြစ်ပါလေ Bengalian David David Bengalian ပေါ့နော်သူ့နာမည်လည်း David ဖြစ်ပါလေဒါကြောင့်မို့အခုနောက်ဆုံးသူတို့ရဲ့မေရှိယဟာလည်းပဲနော် David ဆိုတဲ့နာမည်ကို ်ဆောင်ထားတာကျွန်တော်တွေ့ရပါတယ်နော်ဂျကိုင်းဟူဘန်ဒေးဗစ်ဆိုတော့အခုဒီမေရှိယပေါ့ဒီ screen ပေါ်မှာပြထားတယ်တက်တဲ့ခန်းကြီးနဲ့အငယ်လေးထဲမှာထိုးတူဒီဖရာသခင်ဟူ၍၎င်းဖျားဟူ၍၎င်းခေါ်တော်သည်တို့အရာတို့ကိုရံဘက်ပြုတ်၍ကိုကိုချိမြောက်တော်အဖျင်းဖျားသခင်ဗိမ္မာန်တော်၌ဖျားသခင်ကဲ့သို့ထံ၍ဖျားသခင် ဖြစ်ရောင်ဆောင်တဲ့ကိုကို ပြတော်သူဖြစ်သည် တော့နောက်ဆုံးတော့ကာလမှာဒီ6 3လုံးပေါ့ကျွန်တော်တို့ anti crit ပေါ်လာမဲ့အခါမှာကျွန်တော်တတိပြုရမယ့်အချက် တွေရှိပါတယ်အဲ့ဒီမှာပထမအချက်ကပါလဲဆိုတော့ဒီလူကတော့ဘာသာရေးခေါင်းဆောင်ဖြစ်တယ်ဆိုတော့ပေါ်ပြထားပါတယ်သူကနိုင်ငံရေးခေါင်းဆောင်တခြားနော်ဒီ influence ပေါ့နိုင်ငံရေးအတိုင်းဝိုင်းမှာလည်း influence ဖြစ်နိုင်ပါတယ်ဒါပေမဲ့တေချာကတော့သူကဘာသာရေးခေါင်းဆောင်ဖြစ်ပါတယ်ဘာလို့လဲဆိုတော့ ဘာရာရေးခေါင်းဆောင်ဖြစ်တဲ့အတွက်နောက်လိုက်တွေများတဲ့အတွက်လည်းသူကပိတ်မှန်တော်မှာထိုင်တဲ့အခါသူ့နောက်လိုက်တွေကသူ့ကိုဒါဒါခွင့်ပြုတယ်အထူးသဖြင့်တော့အစ္စရေးနိုင်ငံမှာသူတို့အများဆုံးယုံကြည်အားကိုးရတဲ့မေရှိယလို့ခေါ်ဝေါ်ကနော်ခံယူတဲ့ခေါ်ခြင်းခံရတဲ့သူကပဲဒါသူတို့နောက်ဆုံးအာတတိယပိတ်မှန်တော်မှာဒါထိုင်တဲ့အခါမှာသူ့ကိုဘယ်သူမှလည်းဒါညှင်းပယ်တာကြောင့်မတွေ့ရဘူးဒါယုံကြည်သူတွေကတော့တည်တာပေါ့နော်ခရိယယုံကြည်သူတွေကဒါအန်တီခရစ်ဆိုတော့တည်တယ်ဒါပေမဲ့ ဣသရေလနိုင်ငံမှာတတိယဗိမာန်တော်စောက်ပြီးတော့မှဗိမာန်တော်ကငါဖျားဖြစ်တယ်ဆိုပြီးတော့ထိုင်ပြီးတော့ဒါဥဆောင်မဲ့လူကဒါတော်ယုံဘာသာရေးအတိုင်းဝိုင်းတဲ့ကဂျူးလူမျိုးတွေနော်ယုံကြည်မှုတွေကနဲ့ respect ထားရတဲ့လူမဟုတ်ဘူးဆိုရင်တော့အဲ့မှာထိုင်ဖို့မရှိပါဘူးဒါဂျူးလူမျိုးအများစုအထူးသဖြင့် orthodox ဂျူးတွေပေါ့နော်တို့တကယ်ကိုအာဂျူးဘာသာရက်မှာကိုင်းဆိုင်တော်သူတွေအများစုကလည်း ယုံကြည်လက်ခံထားတဲ့သူကဒါလေတတိယမိမ္မာမှာဒါထိုင်ခွင့်ပြုပြီးတော့မှဒါသူ့ကိုသူကိုယ်တိုင်လည်းငါမေရှိယဖြစ်တယ်ဆိုပြီးတော့သူကြောင်ညာမယ်ကြောင်ညာတယ်လို့နောက်မှလိုက်တဲ့လူတွေကလည်းသူ့ကိုဒါမေရှိယဖြစ်ပါတယ်ဆိုမှဒါခံယူပြီးတော့မှထိုင်ခွင့်ပြုတဲ့သဘောရှိပါတယ်ဒါကြောင့်မို့ဒီအန်တီခရစ်ကဂျူးလူမျိုးတွေကလည်းဖြစ်နိုင်တယ်ဆိုတာပေါ့နော်တချို့ကတော့ဒါမွတ်စလင်တွေကဖြစ်မယ်တချို့ကြတော့လည်းဒါဥရောပနော်ဒီ EU ဥရောပသမဂ္ဂကထွက်လာမယ်လို့ဒီလိုခံကြတယ်။ချို့ကကြောက်တော့လေဒါပုတ်ရဟမင်းကြီးဖြစ်တယ်လို့အမျိုးမျိုးပေါ့နော်။ဒါပေမဲ့ဒီအခုနော်မေရှိယထွက်ပေါ်လာပြီဆိုတဲ့သတင်းနဲ့ပတ်သက်ပြီးတော့မှတော့ဒါဂျူးလူမျိုးထဲကလည်းဒါအန်တီခရစ်ကလုံးဝကိုဖြစ်နိုင်ပါလေ။သူကဂျူးအများလက်ခံတဲ့သူ နောက်မှပဲဒါချိုးဖောက်ပြီးတော့မှဒါနော်သူပြိမှန်တော့မှဖျားနေရာမှာ သူ့ကိုသူချင်းမြောက်ပြီးတော့နေရာယူထားတဲ့ဘောရှိတယ်။ဆိုတော့အခု ူတွားလေရမှာကျန်တဲ့ပုံကိုယ်တွေနော်ဗာရီကိုင်းဆိုင်တဲ့လူတွေနော်ဂျူးလူမျိုးတွေကနက်နက်ရှိုင်းရှိုင်းကိုယုံကြည်လက်ခံပြီးတော့မှသူ့ကိုဒါမေရှိယဖြစ်တယ်ဆိုပြီးတော့တင်စားကြတယ်ပေါ့နော်ကျန်းစာမှာသူကနော်တကယ်ကိုအတွေ့အကြုံရှိ ပြီးတော့မှအာဂုံဆောင်ထားတဲ့လူတိုရာကိုအင်မတန်ချစ်မြတ်လို့တဲ့လူလို့သူ့ကိုတတ်မှတ်ကြတယ်သူတို့ဘယ်လောက်ထိပြောလဲဆိုတော့သူ့ရဲ့ nickname ပေါ့ nickname ကိုယနုခါလို့ပေးထားတယ်အဲ့ဒီယနုခါဆိုတဲ့ ဟေပြဲစကားမှာ nickname ကိုအဲ့လိုပေးတာကတော်တော်ရှားပါတယ်ဘာလို့လဲဆိုတော့အဲ့ဒီယနုခါဆိုတဲ့စကားကိုပေါ့နော်ကျမ်းဒီ dictionary ထဲမှာသူတို့ရဲ့ Hebrew dictionary ထဲမှာကြည့်မယ်ဆိုရင် synopsis ပေါ့ဒီမှာပြောထားလဲဆိုတော့ဒီမှာ the character of yanuka the zo zoharic no one da kind and the sava the wise of omen the game ကိုပညာအရာမှာပြီးပြည့်စုံတဲ့သူ တက်မြောက်တော်သူအဲ့ဒါကိုနော်သူတို့ကဒါယနုခလို့တတ်မှတ်တယ်။နောက်ပြီးဘလောက်ထိတတ်မှတ်လဲဆိုတော့ဒီမှာခြေထားတဲ့နေရာမှာယနုခဆိုတာကចန်းစာကိုနက်နက်ရှိုင်းရှိုင်းတိကျွမ်းနားလေတော်သူလို့နော်ဒီလိုပြောထားတယ်။နောက်တစ်ခုကဒီယနုခက God embodiment of God and his son ဖယားကိုတိုင်ပြင်လျင်နော်ဖယားကိုတိုင်ဒီယနုခပေါ့နော်ဒီဖယားကိုတိုင်သူ့အထဲမှာရှိတယ်ပေါ့ နောက်ပြီးတော့အာ तू ကဖရားရဲ့တားတော်ဖြစ်တယ်လို့တော့ပြောတာနော်ဖရားသခင်ရဲ့တားတော်ဖြစ်တယ်ဒီမှာအာ embodiment of god and his son ဖရားရဲ့တားတော်ဖြစ်တယ်မေရှိယဖြစ်တယ်ဆိုမှဒီခုန synopsis ဒီရဲ့အာ dictionary ထဲမှာသူတို့ဖော်ပြထားတာတွေ့ရပါတယ်အဲ့တော့ယနုခလို့ပေးခံရတော့ယာပိလူကဒါနစ်နစ်ပေါင်းထောင်နဲ့ချီသွားပါပြီတယောက်မှမရှိပါဘူးတကယ်တော့ကျတော့ ဒါဣသရေသမိုင်းထဲမှာယနုခါလို့ပေးခံရတဲ့ဆရာကျမ်းတပ်ပုဂ္ဂိုလ်တောင်မှမရှိဘူးအခုဒီလူကြတော့သူ့ကိုဂျူးလူမျိုးများပင်လည်းရင်သူ့ကိုယနုခါလို့ပြောကြတယ်နော်ဒီမှာသူတွားလီယာမှာခုနပြောလို့အာလူတွေကချင်းကပ်ကြပြီးတော့မှကျွန်တော်ဒါ YouTube ထဲမှာတွေ့ရတာပေါ့နော် Who the Jewish Messiah သူတွားတဲ့နေရာတိုင်းမှာဒါလူအုပ်ကြီးလိုက်ပြီးတော့သူရဲ့ရာဘီကျမ်းတပ်ပုဂ္ဂိုလ်တွေအောင်မှသူ့နားမှာထိုင်ရဖို့ နေရာရဖို့သူ့ကိုလက်ဆွဲနှုတ်ဆက်ရဖို့ကိုမတင်တိုးဝင်ပြီးတော့မှသွားနေရတဲ့အနေအထားရှိတယ်။ဒါပေမဲ့ဒီမီရှိယကတော့ခုနနော်ဒီအာယနုခဒီတယောက်ကနော်ရှရမုံယဟုဒါပေါ့သူကတော့သူ့ကိုသူငါဖျားဖြစ်တယ်လို့မပြောသေးပါဘူးငါမီရှိယဖြစ်တယ်လို့သူ့ကိုသူကြော်ညာထားတာမရှိပါဘူးဒါပေမဲ့ဂျူးနောက်နောက်မှလိုက်နေတဲ့ဘာသာရေးအတိုင်းဝိုင်းနော်ဒီကနဲ့သူ့ကိုမီရှိယလို့ဒါခံယူနေကြတယ် ဒါတတ်မှတ်နေကြတယ်ဆိုတော့ဒါဟိုခရိယန်အတိုင်းဝိုင်းတွေကတော့သူ့ကိုဒါ anti crit ပေါ့အဲ့ဒီလိုအာပေါ်ပြနေကြတာကိုကျွန်တော်တွေ့ရပါတယ်အဲ့တော့ဗိမာန်တော်စောက်ပြီးတော့တဲ့ခါမှာခုနပြောလို့နော်ဒါမေရှိယဆိုတဲ့ဂျူးလူမျိုးတွေရဲ့ကယ်တင်ရှင်ဟာလည်းပဲဒါသူတို့နဲ့ငိမ့်ချိုင်းစာချုပ်ချုပ်ဖို့အတွက်ပြောမယ်ဆိုရင်ဒါသူတို့ကိုဥဆောင်ဥဆောင်ဥရဲ့ပြုတ်ဖို့အတွက်သူတို့ကလည်းလက်ခံပြီးတော့မှဒါဥဆောင်မှုပြုတ်ခိုင်းမှဖြစ်တယ်ပေါ့နော်အဲ့တော့ခုဒီ လူငယ်လေးပေါ့ဒီရာဘီဆရာကရှောမောယဟူဒာနော်ဘန်ဒေးဗစ်သူကတော့ဒါဂျူးလူမျိုးတွေရဲ့မေရှိရတာဖြစ်ခဲ့မယ်ဆိုရင်ပေါ့နော်ဒါကျွန်တော်တို့လည်းပဲယုံကြည်သူတွေကဒါတတိထားထားထားမှာဖြစ်ပါတယ်ကျွန်တော်တို့လည်းပဲအချိန်ကအများကြီးမကြံတော့ဘူးဒါခရစ်တော်ခြီဆောင်ဖို့အတွက်အမတန်မှနီးနေပြီကျွန်တော်တို့ရဲ့တသက်မှာပဲကျွန်တော်မသိခင်မှာဒါ rapture ဆိုတဲ့ဒီခြေဆောင်ခြင်းကဖြစ်နိုင်ခြင်းအများကြီးလာပေါ်ပေါက်နေတယ်ဆိုတာကိုနော် sharing လုပ်ရင်းနဲ့နော်ဒါဝေငှရင်းနဲ့ဒီမှာပဲကျွန်တော်ဏီကုံချုပ်ပါတယ်အားလုံးကိုဖျားရှင်ကောင်းချီးပေးပါစေ